ဒီဇာတ်လို့1389ခုနှစ်အတွင်းကိုတင်းလာသာသမီမိတ်ဆွေတွေရဲ့ကံရှင်တွေကိုပြောရအောင်တင်းလာသာသမီမိတ်ဆွေတွေက1389ခုနှစ်အတွင်းမှာအထူးသဖြင့်ကျမ်းမာရေးနဲ့ပတ်သက်လာတဲ့အခါမှာမိတ်ဆွေတို့အနေနဲ့အစာအိမ်နဲ့ပတ်သက်တာမျိုးလေးတွေလေနဲ့ပတ်သက်တာမျိုးလေးတွေပဋိဌာန်းစီနေရလိုအပ်တယ်အစာအိမ်အောင်ခြင်း လေနဲ့ပတ်သက်တဲ့အရာလေးတွေကြောင့်ဝါရောနဲ့ပတ်သက်သောအရာလေးတွေမှာသတိပြုစင်ကြင်ရမယ်။ဒါအပြင်ယုတိရမထင်မှာပဲကြားမှရင်ညံ့သွားပြီဆိုရင်မကောင်းတဲ့အတတ်ပညာတွေဆုံးအတတ်ပညာမကောင်းတဲ့ပညာရက်တွေနဲ့ပြူစားတိုက်ခိုက်ခံရတာမျိုးတွေဖြစ်တတ်တဲ့အတွက်တင်ညာတို့လူသိတို့ တုတ်တန်းတို့ခွေးတို့အစရှိတဲ့အရာလေးတွေအိမ်မမှန်ရင်တော့မိတ်ဆွေကိုမနာလိုသူတဦးတယောက်ကပြူစားတိုက်ခိုက်ရန်အတွက်ကြံရွယ်နေပြီလို့သတ်မှတ်ရည်ထားရမယ်။ဒါကြောင့်မလို့ဘာသာတရားများများကိုလုံးတင်တယ်။ဒါပြီးတဲ့အခါနီးစက်ရဆရာတွေနားမှာဘာလို့လို့ကြက်မှန်ညံ့နေတော့အဖြေရှာဖို့လိုအပ်ပါတယ်။ငွေကြီးနဲ့ပတ်သက်ရင်တော့တနင်္လာသားသမီးမိတ်ဆွေများဟာကို့ပါကိုစုကောင်းတယ်။သူများကို ရှီရငားတာလေးဒီမှာ သူများကိုပေးကမ်းလိုက်တာလေးတွေမှာအဆုရှယ်ယာငွေကြီးနဲ့ပတ်သက်တာလေးတွေမှာတော့မိษွေတို့အနေနဲ့တနင်္လာသားသမီးမိษွေတွေဟာတတိထားဆင်ကျင်ရမယ်ကို့ပါကာတာကိုတော့ကံကကောင်းနေပေမဲ့တနင်္လာသားသမီးမိษွေတွေကိုသူများကိုချီးလိုက်ငှားလိုက်တာမျိုးလေးတွေကြောင့်မိษွေတို့အနေနဲ့ ဟိုကိုယ့်ရကဟာညံ့သွားတာမျိုးလေးတွေအာနာရင်ခါပါတတ်တဲ့နှစ်ဖြစ်တဲ့အတွက်ကြောင့်မလို့ဖြစ်နိုင်ရင်ကိုယ့်ကိစ္စကိုတော့လောက်ပါကိုယ့်ကိစ္စကိုလုံနေရင်နေမှာတော့မိတ်ဆွေတို့ဟာတနေ့လာသားသမီးတွေကဒီနှစ်ထဲမှာဆိုလို့ရှင်ဘာကိုလုံလို့ လုပ်ငန်းတစ်ခုကိုလုပ်တဲ့အခါထက်တကြိမ်တလဲလဲလှုပ်ရတတ်တာမျိုး repeat ပေါ့နော်ထက်ခါထက်ခါလှုပ်ရတတ်တယ်ဘာကိုဖြစ်ဖြစ်နှစ်ခါလှုပ်ရတာမျိုးနှစ်ကြိမ်လှုပ်ရတာမျိုးသမုံနှစ်ကြိမ်ခန့်ပို့ပြီးလှုပ်ရတာမျိုးအကျွေးတောင်းနေဆိုရင်လည်းတစ်ကြိမ်နဲ့တောင်းလို့မရရဲ့နှစ်ကြိမ်လောက်တောင်းတာမျိုးနှစ်ကြိမ်ခန့်ပို့ပြီးပြောဆိုတာမျိုးတွေမှာအောင်မြင်တိုးတက်နိုင်တဲ့နှစ်ဖြစ်တဲ့အတွက်1989ခုနှစ်အတွင်းမှာတနင်္လာသာသမီမိတ်ဆွေတွေဟာဘာကိုဖြစ်ဖြစ်အဲ ဟိုတခါတည်းလောက်ရတာပြင်းနေဆိုတဲ့သူတွေဆရာလို့ပေါ့တစ်ချိန်နဲ့ကြောင်ပြတယ်နောက်တစ်ခါမလုပ်ရှိဘူးဆိုတဲ့သူတွေများအဖို့ကတော့အစင်မပြေနေဘူးအဲ့တော့တစ်ချိန်ထပ်ပို့ပြီးလောက်ပါမိမိတို့အနေနဲ့ rapi ပေါ့ထပ်ချိန်တလဲလဲလောက်လေလေတခုခုကိုတိုးတက်လေလေဖြစ်ပြီးတော့ချောချောရှူရှူရဖို့တော့ခက်တယ်ဘာကိုဖြစ်ဖြစ်ရီမန်းထားတဲ့ရီမန်းချက်တွေအဲ့တော့လွယ်လွယ်နဲ့တော့အရှုံးမပြေနဲ့လှုပ်ဆောင်ရမယ်တင်းနှလာသားသမီးတွေကဒါဟာပြင်မိတ်ဆွေတင်းနှလာသားသမီးတွေကဒီနေ့တည်းမှဆိုလို့ရှိရင် အိမ်သွင်းရေးကိစ္စမိသားစုကိစ္စရေးလေးတွေမှာအဆင်မပြေမှုလေးတွေဖြစ်လာတတ်တယ်သို့တော်ဒါကြောင့်အိမ်သွင်းရေးကိစ္စမိသားစုရေးကိစ္စလူမျိုးရေးကိစ္စလေးတွေမှာကိုကူညီနိုင်ကိုကပေးလိုက်မကူညီနိုင်လို့ရှိရင်တော့မိတ်ဆွေတို့အနေနဲ့အဲဝင်မပြောနဲ့ဝင်ပြောခါမှာအထင်လွဲတာမျိုးအမြင်လွဲတာမျိုးတွေဖြစ်တတ်တယ် view site တတိထားတင်တယ်တနေ့လာသပြီးမိတ်ဆွေတွေက1989ခုနှစ်တွေမှာဘာကိုလှုပ်လှုပ်ဘဝအတွက်အနာဂတ်အတွက်ရည်မှန်းချက်တွေကိုအခြေချလှုပ်တင်တဲ့နှစ်လို့တော့ ုံးသားရမယ်အခြေတကြလောက်ရမယ်ဟောဟာလာဟိုအခြေတကြလောက်ရမယ်မိတ်ဆွေတို့အနေနဲ့ဒါပြီးတဲ့အခါတနင်္လာသသမီးရေအနေနဲ့ကတော့ဟိုဘာကိုဖြစ်ဖြစ်အခြေတကြလောက်ရမယ်အတီတကြလောက်ရမယ် ရေရှည်ကိုကြည့်ဖို့လိုအပ်တယ်တာတိုကိုကြည့်တဲ့မိတ်ဆွေများရဲ့အာဒါလေးဒီကိစ္စလေးတွေကိုတာတိုဖြည့်ရှင်းလိုက်တာမျိုးထက်လမ်းကြောင်းမှန်မှန်နဲ့အနာဂတ်အတွက်စဉ်းစားဆွင့်နေပြီးတော့တွေးခေါ်ပြီးတော့လှုပ်ဆောင်လိုက်တာဟာပုံမူအားတာပြီးတော့တိုးတက်နိုင်တဲ့နှစ်ဖြစ်တဲ့အတွက်ကြောင့်မလို့ဘာကိုဖြစ်ဖြစ်ဟိုအခြေကြီးကြည့်ပါ အရက်ရှိတဲ့ကောင်လေးကိုပြောတာမဟုတ်ဘူးအရက်ချစ်ချင်းကြည့်ပါအနာဂတ်ကိုဖိုးထွင်းမြင်နိုင်အောင်လုပ်ပါရီမန်းချက်အုံမြအရှိချရန်တော့ဆိုရင်အကောင်းဆုံးဖြစ်တယ်အိုးအိမ်ရှမ်းမီတွေဆောက်ဝတ်တတ်တယ်မပြီးမပြတ်ဖြစ်နေတဲ့အိမ်တွေကိုပြီးပြအောင်ဆွမ်းဆောင်နိုင်တယ်ကန်တရားရဲ့အထောက်အကူတွေအားပေးမှုတွေရရှိတတ်တော့နှစ်ဖြစ်တဲ့အတွက်ကြောင့်မလို့တနင်္လာသာသမီရတခုခုကိုလှုပ်တဲ့အခါမှာလဲပြောဆိုရတာတုံဆိုင်အာနာတတ်တယ်ပြီးတဲ့အခါတနင်္လာတွေဟာမိမိတို့အနေနဲ့ဒီနှစ်ဟာချွေးချံချွေးတာတင်သောနှစ်ဖြစ်ပြီးတော့ ကိုယ်မှာရှိနေတဲ့အရာကိုဖြစ်နိုင်ရင်သူများမမြင်တာကောင်းတယ်ပစ္စည်းပြောက်တတ်တယ်ပတ်စံပြောက်တတ်တယ်သူများမြင်တဲ့ငွေတွေသူများမြင်တဲ့တမူးရှိတဲ့ပိုင်ဆိုင်မှုတွေမှာမမြဲဖြစ်ရတတ်တာမျိုးတွေကြုံရတတ်တဲ့အတွက်ကြောင့်မလို့တော့ရွှေရွှေသာသာချွတ်ချွတ်တချံနဲ့သူမသိအောင်သူမသိအောင်သိစေသူဝတ်တတ်မှလားအောင်မြင်မယ်မိတ်ဆွေဟောင်းပေါင်းသင်းဟောင်းတွေတောကပြီးတတ်တယ်လူယုံနေသမီးစားဟောင်းနေချစ်သူဟောင်းနေတော့စိတ်တော့ကပြီးစရာဖြစ်ပါတယ်ခင်ဗျာ တနည်းလားသာသမီမိတ်ဆွေတွေဆိုရင်မိမိရဲ့ချစ်သူကြီးသားဟာစနေဆိုရင်တော့ဒီနှစ်ထဲမှာအိမ်အောင်မပြုနဲ့မိမိရဲ့အိမ်အောင်ဘက်ဟာစနေသားသမီးဆိုရင်တော့အဲတဦးနဲ့တူတယောက်နဲ့တယောက်နားလည်မှုတွေလွဲရတက်တဲ့အဲအဲအတွက်ကြောင့်မလို့အနေအထိုင်သွားလာဂယူဆိုက်စင်နေရမယ်အိမ်အောင်ကြီးပဋိပက္ခမှာဆိုလဲကိုယ်ကြောင့်မဟုတ်ပဲနင်းဆွေမျိုးငါဆွေမျိုးပြဿနာလေးတွေဆွေမျိုးသားချင်းနဲ့ပတ်သက်တဲ့အခက်အခဲလေးတွေကြုံသွားတက်တယ်သို့တော့ဒါတွေကအသာထားနှုတ်နှစ်ယောက်ဖြည့်ရှင်းတိုင်ပြီးတော့လှုပ်ဆောင်ရင်အကျိုးပေးတာအတေကြပဲဖြစ်တဲ့အတွက်1380 ခုနှစ်ခုနှစ်အတွင်းမှာတနင်္လာသာသမီမိတ်ဆွေတွေဖိုးကတော့အထူးသဖြင့်ငွေကြီးနဲ့ပတ်သက်တာတွေလှုပ်ဆောင်တဲ့အခါမှာလူမမြင်စေနဲ့ကို့မှာရှိတာကိုလူမသိစေနဲ့တကယ်လို့တိမ့်ထားပါမရှိရင်လည်းဆရာငယ်ကိုပြီးထားပါတကယ်လို့ဆရာကိုမပြီးချင်လို့ရှိရင်မိတ်ဆွေတို့တွေနဲ့ချွေချွေသာသာတိမ့်ထားပါဆရာသိမ့်မိထားနိုင်တယ်သိမ့်မိထားရင်တော့ဆရာပြန်မရနိုင်ဘူးတဲ့နော်ဆရာရှိဆိုကောင်းပြီဆိုတော့ဒါလေးတွေကို view site ပါတနင်္လာသာသမီတွေကဒီ1989ခုနှစ်အတွင်းမှာဆိုလို့ရှိရင်အကျိုးပေးစီတဲ့နေသားအနေနဲ့ဆိုတော့တနင်္လာတွေဟာအင်္ဂါသာသမီဗုဒ္ဓဖူးသာသမီနဲ့ ကျန်စာပရိသတ်သမီးတွေကမိတ်ဆွေတို့အတွက်ကံကိုတိုးတက်ကောင်းမှုပြီးတော့အာသာဈေးနိုင်တဲ့အကျိုးပေးတဲ့ကဏ္ဍအခရာတွေအနေနဲ့ဆိုရင်တော့0ကဏ္ဍ10ပြည့်အရာပြည့်ထောင်ပြည့်ကဏ္ဍတွေဟာမိတ်ဆွေတို့အတွက်အကျိုးပေးတယ်လို့အဲ0ကဏ္ဍ5ကဏ္ဍတွေဟာလေမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်နိုင်တဲ့အကျိုးပေးသောအရာအနေနဲ့ဆိုရင်တော့စင်စွဲရောင်အစိမ်းရောင်အနီရောင်တွေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်နိုင်တယ်ခင်ဗျာနော်ဒါအပြင်မိတ်ဆွေတို့အနေနဲ့ဘာကိုလှုပ်လှုပ်တော့အဲမိတ်ဆွေတို့အနေနဲ့ ဖြစ်နိုင်လို့ရှိရင်အပူရက်ကလေးတွေမှာမလုံနဲ့22ရက်နေ့လို့17ရက်နေ့လို့ဒီလိုရက်လေးတွေမှာအရေးကြီးတဲ့ကိစ္စတွေကိုမပြုတ်မှုမဆောင်ရက်နဲ့အကျိုးပြီးတော့အရာလေးတွေကိုလည်းလှုပ်ဆောင်တဲ့အခါအရေးကြီးသောကိစ္စတွေကိုလှုပ်ဆောင်တဲ့အခါမှာလည်းနှုတ်ကတိမလွယ်နဲ့နှစ်ဦးနဲ့နှစ်ယောက်တဲ့ခီးထွက်တာမျိုးလေးတွေအားနည်းစီရအောင်တော့မိစုတို့တေချာတဲ့ကျင်းတွေတတိပြုရလိုအပ်ကြောင်းထပ်လောင်းပြောလိုက်ပါရစေ။ကောင်းပြီ1368ခုနှစ်အတွင်းမှာတနင်္လာသာသမီမိစုတွေကိုစကားလေးအကြံပေးရရင် ်1968ခုနှစ်အတွင်းမှာတနင်္လာသာသမီမိတ်ဆွေရဲ့အဖိုးကတော့ဘာကိုဖြစ်ဖြစ်အရှိတကြားလှုပ်ဆောင်မှုလိုအပ်တယ်ဘာကိုဖြစ်ဖြစ်အပျော်မမတ်နဲ့အပေါင်းအသင်းမိတ်ဆွေမမတ်နဲ့ဖြက်လန်းနည်းနဲ့မလိုက်နဲ့မအောင်မြင်နိုင်ပါဘူးအလောင်းကစားကြောင့်ဘဝပြတ်တတ်တယ်အလောင်းကစားကြောင့်မချမ်းသာနိုင်ဘူးအဲ့တော့အလောင်းကစားတတိထားရမယ်ကြာစာပရိနန်နေဖြစ်တဲ့ပဖပပမာလေး ဂယူဆိုင်ပါဒါအပြင်တော့နောက်တစ်ချက်အနေနဲ့တနင်္လာသားသမီးမိတ်ဆွေတွေပို့ရတော့သတိထားစင်ကြရမှာတော့စကားလေးလက်ဆောင်တစ်ခုပါပဲလူငယ်များအပေါင်းပြေကြောင်ဂုံတက်နိုင်တယ်လို့အပေါင်းကြောင်ဂုံပြတ်တတ်ပါလေယေရှုတင်ပါတယ်